နေကြီးတော်တင်းမရာမျိုးရှိကြောင်းဒီဥစ္စာရွှေဆိုင်တို့တနတ်သူတွေချင်းချောက်ကလူရဲမှုကျူးလွန်ခဲ့သူနှစ်ဦးကိုတတိယကတည်စီးတွေနဲ့သူဖမ်းဆီးရမိတယ်ဆိုတဲ့တိစပေးပါမယ်။ နေကြီးတော်ဒီမနာမျိုးရှိကြောင်းဒီဥယျာဉ်တလားရွှေဆိုင်ကိုတနတ်သူတည်းချင်းချောက်ကလူရဲမှုကျူးလွန်ခဲ့တဲ့အနုရာဇဝနဲ့အမျိုးသမီးတွေကိုတတိကံရွှေတဲ့ဒီစစ်တင်နဲ့ဖန်စီရမယ်ကျတော့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကနေပြီးတော့တရှိခဲ့ရပါတယ်။ခြေစင်မှာနိုဝင်ဘာလ10ရက်နေ့မနက်9:00နာရီခွဲခန့်လောက်မှာဒီမနာမျိုးမင်္ဂလာရက်ကွက်ဘောတော့တဲ့လမ်းမှာဖွင့်လင်းထားတဲ့ရောင်းလူဥဆိုတဲ့ရွှေဆိုင်မှာစာပါချီတော်အေးအေးမော်နေဝင်နေတဲ့တော်ချစ်ကလျာတို့ရှိနေစေအညိုသားတို့နဲ့အညိုသမီးတို့ကအဆိုင်သွင်းတော့ဝင်ရောက်လာပြီးတနတ်အတူနဲ့ ဝင်ရောက်ချင်းချောက်ကရွှေတတိစီတကိုအယူသွင်းထည့်ခိုင်းပြီးဒေါ်အေးအေးမောင်ကတနက်အဖောက်ခတ်ခဲ့စေအမျိုးသားကတနက်တွေ့တဲ့ထုပြီးတော့လက်တီတွေထိုးခဲ့ကြောင်းအမျိုးသားနဲ့သူပါခဲ့တဲ့အမျိုးသမီးကရွှေတတိစီတွေထည့်ထားတဲ့ဘုဒ္ဓဘုကိုလူရက်လူဆောင်သွားခဲ့ကြောင်းသိရှိခဲ့ရပါတယ်ထိုကြည့်စင်ရနေပြီးတော့မျိုးသမီးမွာလာတတိကုတ်ကြည့်ပြီးထွက်ကြည့်ခဲ့တယ်ဆိုပြီးတော့လေတွေ့ညီထားပါတယ်အစောပိုင်းကျမှုကျူးလွန်တဲ့လူတကဒေတာခတ်နေတဲ့အစောပိုင်းရက်ကတ်တွင်ရောက်ရှိခဲ့တဲ့နေနေလှဲ့ကင်းနေတဲ့ရေတပ်ဖွဲ့တွေကလာလာဖမ်းဆီးခဲ့ရမှာမင်္ဂလာရက်အတွက်ကေးတွေလမ်းတက်လမ်းပေါ်မှာရှိတဲ့လူရက်မှုကျူးလွန်ခဲ့တဲ့ ဖီလီတန်ညွန့်တဲ့တိမ်ချောင်းရွာနေတန်တူအောင်နဲ့ရမီတို့ကိုဖန်စီရမီခဲ့ကြောင်းခမန်းငွေကျ55သိန်းကျော်နဲ့သူဖန်စီရမီခဲ့ကြောင်းသိရှိခဲ့ရပါတယ်။၎င်းတို့လူရဲမှုကျူးလွန်ခဲ့တဲ့အချိန်မှာပဲလူရဲထိုးချိတ်ခံထားရတဲ့ဒေါ်အေးအေးမမဦးကောင်းနဲ့ညနာမှာတရားရညာရရှိခဲ့ပြီးဒေါ်ချစ်ကလာနဲ့ဦးကောင်းမှာတရားညာရရှိခဲ့ကြောင်းကျမနာနေတဲ့ကတိနေရာကျေသူစေုံမှာစေကူတမှုခံယူနေကြောင်းသိရှိခဲ့ရပါတယ်။ အစောပိုင်းစီနယ်ပတ်သက်ပြီးဖန်စီရမိတဲ့သူတွေခေကြတဲ့တန်းတူအောင်တဲ့ရမီတို့ကိုကျေမနာမျိုးမှစကန်230,025ကျစတပ်ပုံမှ394တစ်တစ်၄တူတိအမှုရေဖွင့်စစ်စစ်လျက်ရှိနေကြောင်းကိုသိရှိခဲ့ရပါတယ်။